ခရတီထောင်ထားတာခုနှစ်နှစ်ပဲရှိသေးလို့အရွေရောင်းတဲ့ကလေးတွေမရှိသေးကြတော့တွေဝိုက်ဖြေရှင်းလိုက်တဲ့ခိုင်နေဝေးအားလုံးမေမင်္ဂလာပါရှင်ဒေဆလီဘယ်ဒီနျူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစ်မြန်မာနိုင်ငံရဲ့ပရိုက်တာမိခင်ချီခိုင်နေဝေးက2014ခုနှစ်မှာခိုင်နေဝေးဖောင်ဒေးရှင်းကိုစတင်တီထောင်ခဲ့သူဖြစ်ပါရစ်ရေဘေးမှာကိုကြီးတွေလုတ်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဒုက္ခရောက်နေတဲ့ကလေးတွေကို ကဲတင်ဖို့တွင်2018ခုနှစ်မှာရင်သွေးလေးများကီဟာကိုဖွင့်လှစ်ထားပါတယ်။ရင်သွေးလေးများကီဟာကိုစတင်တည်ထောင်စဉ်တုန်းကတော့ဝေဖန်မှုတွေများစွာရရှိခဲ့သူတူပါ။အချို့တွေကခိုင်နေဝေကိုကလေးတွေကိုဗန်းပြပြီးတော့ငွေရှာကျင်တာကြောင့်ဒီလုပ်တွေလုပ်နေရလို့ထင်ကြပါတယ်။တကယ်တော့ခိုင်နေဝေဟာစွပစ်ခံကလေးတွေကိုတနာတာကြောင့်စောက်ရှောက်ပရင်နဲ့အခုဆိုရင်တော့ကလေးအလျောက်140ရှိလာခဲ့ပါတယ်။ခိုင်နေဝေက ကလေးတွေကိုမွေးစားသလိုတဘာဝဘေးမှာလည်းကူညီတတ်သူဖြစ်ပေမယ့်အခုနောက်ပိုင်းမှာတော့သူ့ရဲ့ချောင်းတွေကမိခွန်းထုတ်စရာဖြစ်လာပါတယ်။ ုံးစင်ကိုပြန်မပေးတဲ့ကိစ္စကနေစတင်ပြီးတော့ဂရကကလေးတွေမကြီးလာတော့ဘူးလားဆိုတဲ့အထိတစ်ခုပြီးတစ်ခုမင်းမြန်လာကြပါရည်။ခန်းနီဝင်ဟာကလေးတွေကိုမွေးစားလာတာကြားပြီးဖြစ်ပေမဲ့လည်းဂရမှာတော့မူလာတန်းရွယ်ကလေးတွေကိုပဲတွေ့နေရပါရည်။ဂရတီထောင်လာခဲ့တာကြားပြီးဖြစ်တာကြောင့်အသက်ကြီးဆုံးကလေးကစေကျော်သက်ရွယ်လောက်တော့အနည်းဆုံးရှိမယ်လို့ခန့်မှန်းကြပါရည်။ဒါကြောင့်အရှင်ကမွေးစားထားတဲ့ကလေးတွေကဘယ်ရောက်သွားတာလဲဆိုပြီးတော့မိကုန်ထုတ်လာခဲ့ကြပါရည်။ကလေးတွေကကျောင်းနေစားရွယ်လေးပဲရှိနေတာကြောင့်ဘယ်ရောက်သွားလဲဆိုတာမသိငါဖြစ်လာကြပါရည်။ခန်းနီဝင်ကလူအများသိချင်နေကြ တဲ့မိကုံးကိုတွယ်ဝိုက်ဖြေဆိုးလိုက်ပြီးတော့မွေးစားထားတဲ့ကလေးတွေထဲမှာဆယ်ကျော်သက်ရွယ်မရှိသေးကြောင်းပြောလိုက်ပါရင်၂014ခုနှစ်ရေဘေးကိုစလုပ်ရင်းနဲ့ဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့တာဖြစ်ပြီးတော့2018ခုနှစ်ရောက်မှသာကလေးတွေအတွက် GEA ကိုတည်ထောင်ခဲ့တာပါ2018ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ကေဟာတက်တန်းက9နှစ်ပဲရှိသေးပြီးတော့ကလေးတွေကလည်း9နှစ်အရွယ်ကအကြီးဆုံးဖြစ်ပါရည်အချားသူတွေမင်းနေကြသလိုကေဟာတက်တန်းက10နှစ်လည်းမဟုတ်တာကြောင့်ဆက်ကျော်တက်အရွယ်ကလေးမရှိကြောင်းတွဲဝိုက်ပြီးတော့ဖြစ်ရှင်းလိုက်တာပါခန်းနီဝေကကလေးတွေကိုအသက်20အထိဆောက်ရှောက်ခွင့်ရှာတာကြောင့်သူအသက်ရှိသမျှဆောက်ရှောက်သွားမယ်လို့ဆုံးဖြတ်ထားပါရည်ခန်းနီဝေကကလေးကိုပဲချစ်တတ်တာမဟုတ်ပဲခွေးလေးတွေကိုလည်းချစ်တတ်ပါရည်အရင်ကသူ့ရဲ့ channel မှာခွေးကောင်ရေများစွာကိုမွေးမြူထားပြီးခွေးကေဟာဖွင့်ဖို့တောင်းမှစိတ်ကူးရထားခဲ့သူပါနောက်ပိုင်းမှာတော့ခွေးကေဟာမဖွင့်ဖြစ်ပဲ နဲ့ကလေးငယ်ပဲဖွင့်လိုက်ပြီးတော့ ခွင်းလေးတွေမရှိကြတော့ပါဘူး။ခန်းနီဝင်ရဲ့ရွေးချယ်မှုကအမှန်ကန်တာကြောင့်ဒုက္ခရောက်နေတဲ့ကလေးတွေအတွက်သူ့ခေဟာကအောက်ကိုစရာနေရာတစ်ခုဖြစ်လာခဲ့တာပါ။အခုဆိုရင်တော့ကလေးတွေကိုစွန့်ပစ်မှုတွေနဲ့နဲလာပြီးတော့ကျမ်းမာရေးစောင့်ရှောက်မှုတွေကိုပါပေးလာနိုင်သူပါ။ခန်းနီဝေကကလေးတွေကိုပန်းပြပြီးတော့ငွေရှာချင်တာမဟုတ်ဘဲသူ့ရဲ့စိတ်ရင်းမှန်ကကလေးတွေကိုချစ်ခင်သူဖြစ်တာကြောင့်ခေဟာကိုတီထောင်ဖြစ်သွားခဲ့တာပါ။အခုဆိုရင်တော့သူ့ရဲ့ခေဟာတက်တန်းကလည်းခုနှစ်နှစ်ပဲရှိသေးပြီးတော့လက်ရှိမှာကလေးပေါင်းအယောက်140ရှိပါသေးတယ်။ကလေးတယောက်ကိုတောင်မှစောင့်ရှောက်ဖို့ မလဲကိုတဲ့အချိန်မှာခိုင်နှင်းဝေကကလေးအလျောက်140ရဲ့ကိစ္စအဝဝကိုတာဝန်ယူထားတာဖြစ်ပါတယ်ကလေးတွေရဲ့ကြောင်းစိတ်၊ကျမ်းမာရေးစိတ်တွေကလည်းမနေတာကြောင့်သူ့လိုလုံနိုင်တဲ့သူမရှိပဲလူအများရဲ့လိစားမှုကိုရရှိနေသူဖြစ်ပါရင်၊ကြရမမွေးစားထားတဲ့ကလေးတွေထဲမှာစေကျော်သက်တွေမရှိပဲနဲ့အသက်ကြီးဆုံးက9နှစ်ရွယ်သာရှိတယ်ဆိုတဲ့ခိုင်နှွေကိုပရိသတ်ကြီးရောရင်လိုယုံကြည်ကြရလားဆိုတာကွန်မန့်မှာပြောခဲ့ပြီးပါအောင်ရှင်။ကြီးရှိဝပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။